အီနိုရာရှာရဲ့အကိုဆက်ရှိုမာရူဟာသူ့အဖေဖြစ်သူကိုမြှုပ်ထားတဲ့သင်းကြိုင်းကတစ်ခုခုကို ရှာဖွေဖို့အတွက်လမ်းပြမင်းစားလေးကို ရှေ့ကနေသွားခိုင်းပြီးလိုက်ရှာနေခဲ့ပါတယ်။သင်းကြိုင်းတစ်ခုကိုရောက်တဲ့အခါမှာတော့သင်းကြိုင်းဆောင်ဝင်းပလွေအုပ်ကတိုက်ခိုက်တာကို ခံရပေမဲ့သူကအလွယ်တကူပဲလေးပွေတိုက်ခွက်တစ်ခုဖန်တီးပြီးအားလုံးကိုတပ်ပစ်ခဲ့ပါတယ်။လမ်းပြမင်းစားလေးကသင်းကြိုင်းမြေရှိရာမှာလူဦးကောင်းပါတဲ့တောင်ဝေးကိုထောင်းလိုက်တယ်။ အဲ့ဒီတောင်ဝေးထိပ်မှာရှိတဲ့မိမဦးကောင်းကအော်ဟစ်လိုက်တာကြောင့်သူတို့ရောက်လာခဲ့တဲ့တင်းချိုင်းဟာသူ့အဖေဖြစ်သူမြုပ်ထားတဲ့ဂူးတင်းချိုင်းမဟုတ်ဘူးဆိုတာသိလိုက်ကြပြီးထွက်ခွာလို့သွားခဲ့ကြပါတော့တယ်။တစ်ချိန်တည်းမှာပဲဒီအဖြစ်အပျက်ကို ပုံမိကြည့်နေခဲ့တဲ့မင်းစာလေးတကောင်က ပြောလိုက်တယ်။ဒီလူကအစွမ်းထက်လိုက်တာဂူးတင်းချိုင်းကိုသူတို့ဘာလို့ရှာနေကြတာပါလဲ။ဒီအကြောင်းကိုသခင်လေးအီနူရာရှာကို ပြောပြမှဖြစ်မယ်ဆိုပြီးရေရွတ်လိုက်ပါတယ်။ စစ်တီတပွဲဟာပင်မစစ်တပ်နဲ့ပူးပေါင်းမှုထွက်ခွာကြရမှာဖြစ်တဲ့အတော့ပျော်ရွှင်ပြီးစားပွဲတောက်ပွဲကျင်းပဖို့ပြင်ဆင်နေကြပါဗျ။အဲ့ဒီနေရာကိုဆက်ရှိုမာရုရောက်လာခဲ့ပြီး လေတစင်းငါးပေးဖို့အတွက်တောင်းဆိုပါရယ်စစ်တီကောင်းဆောင်ကစစ်ပွဲအလဲမှာဘသူမှ လင်ငါးမှမဟုတ်တဲ့အကြောင်းလှောင်ပြောင်ပြောဆိုပြီးရှီမောခဲ့ပါရယ်ဆက်ရှိုမာရုက အတန်းကျတောင်းဆိုလိုက်ပြီးခေါင်းဆောင်ကိုလေပင်းညှက်တက်လို့လေတစ်ခုပေါ်ကိုပြစ်ချလိုက်တော့ရယ်ကျန်တဲ့စစ်တီတွေကဒေါသတွေထွက်ကုန်ကြပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာဆက်ရှိုမာရုကချက်ကန်မင်းမဲဒီကိစ္စကိုရှင်းလိုက်ဆိုပြီးပြောလိုက်ပါတယ်ဒီလမ်းပြမိစ္ဆာလေးရဲ့နာမည်ကချက်ကန်ပါ ဂျကန်ကလူဦးကောင်းပါတဲ့တောင်ဝေကိုစစ်တီရရှိယာကိုမြောင်းလိုက်တဲ့အခါမှာတော့အထဲကမီလီယံတွေထွာလာပြီးတိုက်ခိုက်ဖို့ပြင်နေတဲ့စစ်တီရအကုံလုံးကိုလောင်မြိုက်ပြီးစစ်တီတအုပ်လုံးပြားဖြစ်လို့သွားပါတော့တယ်။စစ်တီရအလုံးသေးဆုံးသွားတဲ့အခါမှာတောင်ဝေဟာရုတ်တရက်တုံ့ပြန်ပြီးနောက်ထပ်လမ်းကြောင်းတစ်ခုကိုညွန်ပြနေပြန်ပါတယ်။ဒီလိုနဲ့သူတို့လှေနဲ့ထွက်လာခဲ့ကြပြီးဂျကန်ကဆက်ရှိုမာရုကို သူရှာဖွေနေတဲ့တင်းကျိုင်းရှိတဲ့နေရာကိုအင်နိုရာရှာတိမာသေးကြတယ်လို့ပြောခဲ့ပါတယ်။ဆက်ရှိုမာရုကအင်နိုရာရှာဆိုတဲ့အတန်းကိုမကြားကျင်တာကြောင့်ဂျက်ကန်ကိုရေးတဲ့ကိုရိုက်လိုက်ပါတယ်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့2 90လောက်ကအစွမ်းထက်အတားအဆီးမန်နတမျိုးနဲ့ချိတ်ပိတ်ခံရတာကြောင့်အင်နိုရာရှာတေသွားပြီလို့ထင်နေကြတာမို့လို့ပါ။ဒါပေမဲ့ဂျက်ကန်ကအင်နိုရာရှာပြန်ရှင်နေပြီး သူချိတ်ပိတ်ခံထားရတဲ့အတားဆီးအစီရင်ဟာလုံးဝကိုပျောက်ကွယ်သွားပြီဖြစ်တဲ့အကြောင်းပြောပြခဲ့ပြီးတောင်ဝေးလမ်းကြောင်းခဏခဏပြောင်းနေတာဟာလည်းအင်ဒိုရရှာပြန်နိုးထလာတာနဲ့ဆက်ဆက်နေနိုင်တဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ကာဂိုမီကသူ့အိမ်ကနေစပိန်လီတစီနဲ့ဈေးတတာကိုယူလာခဲ့ပြီးရှေးခေတ်ကအင်ဒိုရရှာစီကိုလာခဲ့တယ်။ဘာလို့လဲဆိုတော့သူကအင်ဒိုရရှာရဲ့တန်ရာတွေကို ကူပေးချင်တာမို့လို့ပါ။ဒါပေမဲ့အင်ဒိုရာရှာကသူဟာလူသားတွေလိုကုသဖို့မလိုအပ်ကြောင်း သူတန်ရာတွေကအလွယ်တကူလင်းလင်းမြန်းမြန်းပျောက်ကင်းနိုင်ကြောင်းပြောပြခဲ့ပါဗါး။အဲ့ဒီအချိန်မှာပဲအင်ဒိုရာရှာရဲ့ရင်ဘတ်ပေါ်ကိုဘိုးကောင်လောက်ပဲအရွယ်အစားရှိတဲ့မင်းစားလေးတစ်ကောင်ပေါ်လာခဲ့ပြီးမင်္ဂလာပါတခင်လေးအင်ဒိုရာရှာဆိုပြီးနှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့အင်ဒိုရာရှာကတော့ဘိုးကောင်မှတ်ပြီးလက်ဝါးနဲ့ရိုက်ချလိုက်တယ်။ဘာကောင်ပါလိမ့်ဆိုပြီးပြန်ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့အစီအပါလေးတမ်းမင်စာအဖိုးကြီး မျောကာဖြစ်နေခဲ့တာပါ မျောကာကဆက်ရှုံမာရုဟာသူစောင့်နေရတဲ့တင်းကျိုင်းကိုလာပြီးတိုက်ခိုက်ကြောင်းအင်ဒိုနီးရှားအဖေရဲ့တင်းကျိုင်းကို လိုက်ရှာနေကြောင်းပြောပြပါရယ်ဒါအပြင်အနောက်ပိုင်းဒေသတစ်ခုလုံးကို ကြီးစိုးခဲ့တဲ့အင်ဒိုနီးရှားရဲ့အဖေခွေးမိတ်ဆာကြီးကိုမြုပ်ထားတဲ့တင်းကျိုင်းဆိုတာအတူအယောင်ဟန်ပြတာဖြစ်ပြီး တကယ်မြုပ်ထားခဲ့တဲ့နေရာကတော့လျှို့ဝှက်နေရာတစ်ခုမှရှိတဲ့အကြောင်းကို ရှင်းပြပါရစေ။ကာဂိုမီကအင်ဒိုနီးရှားရဲ့အမေအကြောင်းကိုမေးတဲ့အခါမှာတော့မျိုးကာကသူမကအရန်ကိုချုံမလှပတဲ့အမျိုးသမီးတယောက်ဆိုပြီးအဆချီလိုက်တဲ့အချိန်မှာပဲအင်ဒိုနီးရှားကဒေါသထွက်သွားပြီးတန်အဖိုးကြီးကိုခြေထောက်နဲ့စောင့်နေလိုက်ပါရစေ။ပြီးတော့ငါမီကတေသွားတာကြာပြီးဆိုပြီး ဒေါသတကြီးနဲ့အခန်းထဲကထွက်ခွာသွားခဲ့တယ်။ကာဂိုမီဟာအင်ဒိုနီးရှားဟာအပြည့်အဝမိစ္ဆာတကောင်ဖြစ်ချင်နေတဲ့သူ ဖြစ်တာကြောင့်သူ့ကိုလူသားဖြစ်စေခဲ့တဲ့လူသားမိခင်ကို မုန်းတီးနေတာများဖြစ်မလားဆိုပြီးတွေးလိုက်မိပါတယ်။အဲဒီအချိန်မှာပဲလေပြင်းတွေတိုက်လာပြီးအင်ဒိုနီးရှားဟာစွမ်းအားရှိတဲ့အရာတစ်ခုခုအနားရောက်လာတာကိုခံစားရတာကြောင့်ကာဂိုမီကိုမြေကြီးပေါ်မှာဝစ်စေလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ကောင်းငင်ပေါ်မှာရထလုံးတစ်စီးပေါ်လာပြီးရထလုံးထဲမှာမင်းစာလေးတွေချုံနှောင်ထားတဲ့လဲတစ်ခုထဲမှာအမျိုးသမီးတစ်ယောက်တန်ကြိုးတွေနဲ့ခြိထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအမျိုးသမီးကိုအင်နူရာရှာကအမေလို့ခေါ်လိုက်တဲ့အချိန်မှာပဲကောင်းငင်ပေါ်မှာဘလူးလက်ကြီးတစ်ဖက် တိန်တွေကြားထဲကပေါ်လာပြီးအင်နူရာရှာအမေစီးနှင်လာတဲ့ရထလုံးကိုညစ်ချေဖျက်ဆီးလိုက်ပါတယ်။အင်နူရာရှာဟာသူ့အမေကိုကူညီဖို့အတွက်ပြေးသွားခဲ့ပေမဲ့ဂျက်ကန်ရုတ်တရက်ပေါ်လာပြီး မီးတွေနဲ့တိုက်ခိုက်လိုက်ပါတယ်။အဲဒီနောက်ဆက်ရှိုမာရုပေါ်လာတာကိုလည်းတွေ့လိုက်ရတယ်။ဆက်ရှိုမာရုကအင်ဒိုနီးရှားဟာလူသားတွေနဲ့ပဲပေါင်းဖို့ထိုက်တန်ကြောင်းစွားရှိတဲ့မိစ္ဆာအတိုင်းဝိုင်းအတော်ကလူသားမိခင်ကမွေးလာတဲ့လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းအင်ဒိုနီးရှားဟာအရှက်ရစရာအကောင်တကောင်သာ ဖြစ်ကြောင်းပြောပြီးသူတို့အဖေရဲ့တင်းကြိုင်ဘယ်နာရှိလဲဆိုတာမိပါတယ်။အင်ဒိုရာရှာကမသိကြောင်းသိရင်တော့ဆက်ရှိုမာရုကို ပြောပြမှာမဟုတ်တဲ့အကြောင်းပြန်ပြောတယ်။ ီစကားကြားရပြီးတဲ့နောက်မှာဆာရှိုမာရုဟာသူနဲ့အတူပါလာတဲ့ဘလူးကြီးကိုသူ့လက်ထဲမှာရှိနေတဲ့အင်နိုရာရှာရဲ့အမေကိုအားပြင်းပြင်းနဲ့ညှက်ဆုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။အင်နိုရာရှာကတော့သူ့အမေဟာတည်သွားပြီလို့တည်ထားရတာကြောင့်ဆာရှိုမာရုကသူတိကျန်တာတွေကိုမေးဖို့အတွက်လှေစားနေတာလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကန်ကဆာရှိုမာရုဟာငရဲဖြီကတည်ပြီးသားသူတွေကိုပြန်ခေါ်နိုင်ကြောင်းရှင်းပြလိုက်ပြီး အင်ဒိုရရှာရဲ့အမေကလည်းသူမဟာငရေဖြီကနေအခေါ်ခံရပြီးပြန်ရောက်လာတာဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ဒါကြောင့်အင်ဒိုရရှာဟာသူ့အမေကိုကယ်တင်ဖို့အတွက်ဘလူးဂျီရဲ့လက်ကိုဝိညာဉ်နှုတ်လက်သေးတိုက်ကွက်နဲ့တိုက်ခိုက်လိုက်တာမို့ဘလူးဂျီလက်ကပြုတ်သွားပြီးအင်ဒိုရရှာရဲ့အမေဟာလည်းရေကြီးပေါ်ပြုတ်ကျလာခဲ့ပါတယ်။အင်ဒိုရရှာကဂါဂိုမီကိုငါအမေကိုခေါ်ပြီးထွက်ပြေးတော့လို့လှမ်းအော်လိုက်ပေမဲ့ဆက်ရှိုမာရုကဘလူးဂျီကိုတိုက်ခိုက်စီလိုက်ပါတယ်။ ဘလူးလက်ကြီးသူတို့အနာကိုထိလူဆဲဆဲအချိန်မှာပဲအင်ဒိုနီးရှားရဲ့အမေကရုတ်တရက်တလင်းတံအလင်းလုံးကြီးတစ်ခုဖန်တီးလိုက်ခဲ့ပြီးသုံးယောက်စလုံးပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။အာယုံတော်တော်နောက်တာပဲဆိုပြီးဆက်ရှိုမာရုကပြောလိုက်ပေမဲ့ဂျက်ကန်ကအားလုံးအဆင်ပြေပါတယ်ဆိုပြီး ပြန်ပြောပါတယ်။ဒါကသူ့အစီအစဉ်ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ပေါ်မှာပဲ။အရင်နောက်မှာတော့အင်ဒိုရရှာတို့၃ယောက်သားဟာအိမ်မက်ဆန်တဲ့နေမြေတစ်ခုကိုရောက်နေခဲ့ကြတာကို မြင်လိုက်ရတယ်။ သူတို့ရောက်နေတဲ့နေရာကဝိညာဉ်လောကရဲ့နေဆက်ဖြစ်ကြောင်း သူမဟာဝိညာဉ်လောကကိုပြန်ရတော့မှဖြစ်တဲ့အကြောင်းကိုအင်နိုရာရှာရဲ့အမိကပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာကာဂိုမီဟာတတိပြန်လေလာခဲ့ပြီဖြစ်ပေမဲ့မလှရှားနိုင်ပါဘူးကာဂိုမီဟာအင်နိုရာရှာရဲ့အမိရှိရာနေရာကိုကြည့်လိုက်ရင်းနဲ့ရေကန်အရေးထဲမှာအင်နိုရာရှာရဲ့အမိအရေးဟာမျက်နှာမရှိနေတာကိုတတိထားမိလိုက်ပြီးအင်နိုရာရှာရဲ့အမိအစ်မဟုတ်တဲ့အကြောင်းကိုတတိထားမိလိုက်ပါတယ် သူမဟာအင်ဒိုရာရှာကိုအတိပေးဖို့ကြိုးစားပေမဲ့လည်းစကားမပြောနိုင်ခဲ့ပါဘူးအပိုင်း၅ကဒီနေရာမှာပဲပြီးဆုံးသွားပါတယ်ပိုကောင်းမဲ့အပိုင်း၆မကြခင်လာပါမယ်